ကချင်းပါဘူးအဲ့တော့ကျွန်တော်တို့တွေဟာဒီဆိုင်နဲ့တပိတ်ကိုဖိတ်ခေါ်ပါတော့ဒီဆိုင်နဲ့တပိတ်ကဘယ်လိုလဲပေါ့နော်ကျွန်တော်တို့တွေမနေ့ဆန်တာရည်နေပြီပါရက်နေ့သုံးတာရင်တွင်ကျွန်တော်တို့တွေမိမိရဲ့အိမ်မှာနေပြီးတော့ကျွန်တော်တို့တွေတိတ်ဆိတ်ငိမ့်တဲ့ချင်းတပိတ်ကိုကျွန်တော်တို့တွေကြဲကြဲပြက်ပြက်ပါဝင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီလိုတိတ်ဆိတ်ငိမ့်တဲ့ချင်းတပိတ်တွေကကျွန်တော်တို့တွေအရင်တော့ကလည်းအော်မြင်မြင်နဲ့ချောဖက်ဖက်ကြရပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကဒီလိုအော်မြင်မြင်ချောဖက်ဖို့အတွက် ော်တို့ပိုင်တယ်။ဒါပြီးတော့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ပိုင်တယ်ဆိုပြီးတော့ဒိန်သက်တဲ့တပိတ်တွေနဲ့ကျွန်တော်တို့တွေဆက်လက်ကြားရှိကြမှာဖြစ်တယ်။အဲ့ဒီတော့ဒီလိုပြတ်တက်တာဒီကျွန်တော်တို့ချင်းရွာတွေအနေနဲ့ကျွန်တော်တို့တွေပြတ်တက်နေတာမဟုတ်ပါဘူး။တနိုင်ငံလုံးတစ်ပါလုံးကျွန်တော်တို့တွေဒီသက်သက်ဒိန်သက်ချင်းတပိတ်ကိုပါဝင်ဆွေးနွေးကြမှာဖြစ်တယ်။အဲ့ဒီတော့ကျွန်တော်တို့တွေပါဝင်ဆွေးနွေးတဲ့အခါမှာဆိုရင်အခက်အခဲတွေအများကြီးရှိနိုင်တယ်ပေါ့နော်။အဲ့ဒီတော့ကျွန်တော်တို့တွေမျိုးတွေပါဆိုရင်လေကျွန်တော်တို့ကြုံရတဲ့ဒီသက်သက်ဒိန်သက်လုံးအခါမှာကျွန်တော်တို့တွေ မဒလန်နေပါရင်ဝင်ရှုံးလို့ဖမ်းဆီးခံရတာတချို့ပေါ့အဲ့တော့ကျွန်တော်တို့တွေကဒီတိုက်ဆိုင်နေတဲ့ချင်းတပိုက်ကိုပူပေါင်းပါဝင်တဲ့ခါမှာဉာဏ်ပညာရှိရှိနဲ့ပူပေါင်းပြီးတော့ပါဝင်ကြရမှာပေါ့နော်အဲ့ဒါကျွန်တော်တို့ခြေရွာတွေအနေနဲ့တော့ဘာမှပြဿနာမရှိဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့တွေဒီစင်တာရင်အတွင်းမှာကျွန်တော်တို့တွေ စနေနေ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဈေးတိုင်းကိုပြင်မယ်နောက်ပြီးတော့ကျွန်တော်တို့တွေစနေနေ့နောက်ကျွန်တော်တို့၃နာရီပြင်မှာတော့ကျွန်တော်တို့တွေဒီဈေးတိုင်းတွေပြင်ပြီးတော့ကျွန်တော်တို့တွေနိုင်တဲ့ချင်းအားလုံးကိုလူထုအားလုံးပူပေါင်းပါဝင်ပေးကြပါလို့ကျွန်တော်ဇေယတိုင်းရဲ့အားပြင်းသောလူလူသပိတ်စကြောဒီမှာမိဘပြည်သူများအားလုံးပူပေါင်းပါဝင်ပေးကြပါလို့ကျွန်တော်ဒီနေ့ကနေတိုက်တွန်းတွန်းတောင်းပါတယ်ခင်ဗျာ 交声音，中音，中音！开始 Gracias.